နုမေမင်္ဂလာပါဓမ္မတုတ္တမြောက်ရာချင်းနေရနေပြန်လဲချိုးဆိုပါတယ်ဓမ္မတုတ္တမြောက်ရာချင်းနေအားဆိုလို့ရှိရင်ဓမ္မရေရာဖြာဖြာတုတ္တရေရာဖြာဖြာတွေကို ပုံမှန်မျှဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာလဲမာနဝပြုစုတဲ့မိလိန်နာမင်းကြီးနဲ့အရှင်နာဂတိယဟန်တော်ပညာရှိတို့ရဲ့ဘုရားဝါရဆိုင်ရာတန်တရာဖြစ်ဖွယ်အမေးအဖြေတွေကို ဆက်လက်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်။မိဒိန်နာမင်းကြီးကဒီလိုမေးပါတယ်။အရှင်နာဂတေနာဖရာတဲ့အရဟတဖို့ကို မျက်မှောက်ပြုလို့တဲ့ယဟန်ပုဂ္ဂိုလ်ယောဂီပုဂ္ဂိုလ်တို့ဟာခင်ပုတ်ငယ်ရဲ့အဘဲအင်္ဂါနှစ်ပါးကိုအတူယူအပ်ပါတယ်လဲလို့မေးတဲ့အခါအရှင်နာဂတိမထေမြတ်ကဒီလိုပြန်လဲဖြေကြပါတယ်။မင်းမြတ်တဲ့ခင်ပုတ်ငှက်ခါညင့်အခါမှာ ကြီးပေါင်းနေရှိတာကိုတွားရောက်ပြီးတော့ကြီးများစွာကိုတက်ဖြတ်တယ်။အဲ့လိုပဲယောဂီပုဂ္ဂိုလ်ကလည်းတဘာတဲ့စိတ်ဉာဏ်ရာကိုချိကပ်ပြီးတော့မောဟကိုကောင်းစွာနှိမ်နေရတယ်။နောက်တစ်မျိုးကတော့ခင်ပုတ်ငယ်ဟာခင်ပုတ်ငှက်ဟာလုံခြုံစွာကိန်းအောင်နေ။အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာစိတ်ဉာဏ်ရာမှာတဘာတဲ့ကိန်းအောင်ပြီးတော့မွေ့လျော်ရတယ်။ခင်ပုတ်ငယ်ရဲ့ဒီအင်ကနှစ်ပါးကိုယူအပ်ပေးတယ်။ မင်းမြန်ဝိတုဒ္ဓိနတ်ဖြစ်တော်မူတဲ့ဘုရားရှင်ဟာဒီသာသနာတော်မှာယဟန်ဟာဆိုင်ញရာမှာ မွေရပျော်ပိုက်သည်ဖြစ်၍ဒီတရားကဆင်းရဲခြင်းပဲဒီတရားကတော့ဆင်းရဲခြင်းဖြစ်ပေါ်ကြောင်းပဲဒီတရားကတော့ဆင်းရဲချုပ်ငင်ရပဲဒီတရားကတော့ဆင်းရဲချုပ်ငင်ရတော့ကိုရောက်ကြောင်းဒီလိုဟုတ်တိုင်းမှန်စွာသိတယ်လို့ဟောကြားတော်မူခဲ့ပေတယ်လို့ရှင်းလင်းဖြေကြားပါတယ်နောက်မိလင်နာမင်းကြီးက နောက်ထပ်မိခွန်းတစ်ခုကိုမေးပြပါတယ်အရှင်နာကဒေနာဖရာတဲ့ခောက်ရှာငယ်ရဲ့အဘဲအင်္ကာတပားကို အတူယူအပ်ပါသလဲတဲ့အရှင်နာကဒေမထေမြတ်ကလည်းမင်းမြတ်တဲ့ခောက်ရှာငှက်ဟာပြန်တန်းလည်းရဲ့သူတပားတို့အတွက်ဘေးရှိသည်မရှိသည်ကို တွင်မိပြီးအတိပေးတတ်တယ် အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းတရားဟောကြားပြီးတော့အပယ်လေးပါးကြာရောက်ရမည်ဘေးကိုပဲ၎င်းနိဗ္ဗာန်နေဟုတဲ့ဘေးကင်းအောင်၎င်းပြဆိုရတယ်ခောက်ရှာငဲ့ရဲ့ဒီအင်္ဂါတပါးကိုယူအပ်ပေးတယ်လို့မိန့်ကြားပါတယ်မိဒိနာမင်းကြီးကဆက်ပြီးမေးပြန်ပါတယ်အရှင်နာကဒိနာဖရာတဲ့လင်းတို့ရဲ့အပယ်အင်္ဂါနှစ်ပါးကိုယူအပ်ပါတယ်တဲ့ ရှင်နာဂတိမထေမြတ်ကလည်းဒီလိုပြန်ပြီးတော့ဖြေကြပါတယ်မင်းမြတ်တဲ့နောက်တစ်မျိုးကလင်းတော်ဟာအိမ်တွင်းမှာဝင်ပြီးတော့လှဲ့လှဲပြီးအိမ်ကိုမနှောက်ရှက်ဖက်ထွက်ခွာသွားတယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ကလည်းရွာတွင်းကိုဆွန့်ခံဝင်ပြီးတော့ရလာသမျှသောဆွန့်ကိုယူဆောင်ပြီးတော့ ရွာတော့မှလင်းများစွာထွက်ခွာရတယ်။မင်းမြန်နောက်တစ်မျိုးကတော့လင်းတို့ဟာသူတစ်ပါးအိမ်မှာနေရရှိတော့အိမ်ရှင်တို့ရဲ့ဆုပ်ယုပ်ပျက်စီးချောင်းကိုမပြုတ်ဘူး။အဲဒီလိုပဲယောဂီပုဂ္ဂိုလ်ကလည်းဒါရကာတို့အိမ်ကိုချီးကပ်သည်ရှိတော့နှုတ်မြွေရေးအတောင်းများတာ နှုတ်တမ်းမမြတ်ဖဲကိုအမူရာတက်တက်နဲ့အတောင်းများတာဒါရကတော့နဲ့ဤတူဘူးမြစိတ်ထားရှိခြင်းတို့ဖြင့်ဒါရကတို့အားစိတ်နှလုံးမသားရအောင်မပြုလုပ်ရဘူးဒါရကတို့ပြုလုပ်ရဲ့လုပ်ငန်းဆောင်တာတွေကိုမယုတ်ရစီရဘူးအဖက်ဖက်မှကြီးပွားချမ်းသာရေးကိုသာ ရှေ့ရှုရတယ်လင်းတို့ရဲ့ဒီအင်္ဂါနှစ်ပါးကို UFP တယ်လို့မိန့်ကြားပါတယ်မီလီနာမင်းကြီးကဆက်ပြီးမေးပြန်ပါတယ်အရှင်နာကဒီနာဖျားတဲ့ မြော့ရဲ့အဘဲအင်္ဂါတစ်ပါးကိုယူအပ်ပါတဲ့တဲ့ရှင်နာဂတိမထေမြတ်ကလည်းဒီလိုမိန့်ပါတယ်မင်းမြတ်မြော့ဟာမိမိတွေ့တာလက်စာရှိတဲ့သူမှသာဆွဲမျက်စာတွေ့ပြီးတော့သွေးကိုစုပ်ယူတယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းမိမိပွားများအားထုတ်လက်စာကမ္မထာအာယုံကို အစင်တရံအယမျက်နာတီယာမီယာအပိုင်းချအသွန်အပြင်အမှတ်နှမိတို့နဲ့ဆွဲမြဲအောင်ကြိုးစားပြီးတော့ ဒီကမ္မထာအာယုံဖြစ်ပြီးအရဟတဖို့ရတာကိုခံစားရတယ်။မြို့ရဲ့ဒီအင်္ဂါတစ်ပါးကိုယူအပ်ပေးတယ်။မင်းမြတ်အရှင်အနုယုဒ္ဓဟာစံကျေလှစွာသောစိတ်ဖြင့်ကမ္မထာအာယုံတည်ပြီးတော့မြည်သည့်အရသာနှင့်မှမရောရှက်တဲ့ဝိမုတ်တာဟုတဲ့နိဗ္ဗာန်မတ်ဖို့အရသာကိုခံစားအပ်၏လို့မိန့်ကြတော်မူခဲ့ပေတယ်လို့ဖြည့်ရှင်းလင်းဖြေကြတော်မူပါတယ်။ ီလီနာမင်းကြီးကနောက်ထပ်မိခွန်းတစ်ခုကိုမေးပြန်ပါတယ်။အရှင်နာကတင်တာဗျာတဲ့။မွေရဲ့အဖေအင်္ကာ၃ပါးကိုယူအပ်ပါတယ်လေ။အရှင်နာကသိမထေမြတ်ကလည်းမင်းမြတ်တဲ့မွေဟာရှင်ဘတ်နဲ့တွားရည်သွားတယ်။အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းပညာနဲ့သွာလာကျဆရတယ်။ပညာနဲ့သွာလာကျဆတဲ့ယောဂီရဲ့စိတ်ဟာနိမန်လမ်းမှသဘောမှန်ကိုသိမြင်တယ်။ မမှန်တဲ့သဘောလက္ခဏာကိုရှောင်ကျင်တယ်ဟုတ်မှန်တဲ့လက္ခဏာကိုပွားများတယ်နောက်တစ်မျိုးကတော့မွေဟာအစိတ်ပယ်စေတဲ့ဆေးကိုရှောင်ကျင်သွားတာတယ် အဲ့လိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းမကောင်းသောဒုစရိုက်အကျင့်တို့ကိုရှောင်ကျင်ပြီးသွားလာရတယ်။နောက်တစ်မျိုးကတော့မွေဟာ လူတို့ကိုမြင်သောအခါမှာပူပန်တယ်၊စိုးရိမ်တယ်၊ကြံစည်တယ်။အဲ့လိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းမကောင်းသောအတွေ့အကြံတစ်ခုခုကို တွေးတောကြံစည်မိ၏။သာသနာတော်၌မမွေ့မလျော်ဖြစ်လာတဲ့အခါငါဟာမေ့လျော်ခြင်းနဲ့နေ့ကိုကုန်လွန်စေခဲ့တယ်။ဒီနေ့ကိုနောက်ထပ်တစ်ဖန်မရနိုင်တော့ချေတခါလို့ပူပန်ရတယ်။ စိုးရင်ရတယ်၊ကြံစီရတယ်။မွေးရဲ့ DNA သုံးပါးကိုယူအပ်ရပါတယ်လို့မိန့်တော်မူပါတယ်။မီလီနာမင်းကြီးကဆက်ပြီးမေးပြန်ပါတယ်။အရှင်နာကဒီနာဖျားရတယ်။စပကြီးမွေရဲ့အပေအင်္ကာတစ်ပါးကိုယူအပ်ပါတယ်လဲလို့မေးတဲ့အခါရှင်နာကသိမထေမြတ်ကမင်းမြတ်တဲ့စပကြီးမွေဟာကိုခန္ဓာကြီးမားလာတော့လေနေ့ရက်များစွာဝါဟာလျက်နေရတဲ့ ဝမ်းကောင်းပြည့်အောင်စားစားရတယ်လို့မရှိပဲမျှတာရောင်တော့သာစားတောင်းနေရတယ်တဲ့အဲ့လိုပဲယောဂီပုဂ္ဂိုလ်ကလည်းဆွန့်ခံရဝလောင်မရတော့လေရသည်မြဆွန့်ဖြစ်တာမျှတာရနေရတယ်လင်းကားလှုပ်စာဆက်၍စားရမှဝမီဖြစ်တော့လေဒီလင်းကားလှုပ်စာကို ရေတောက်ပြီးဖြည့်တင်ပေးရတယ်ဆဗကြီးမွေဒီအင်္ဂါတစ်ပါးကိုယူအပ်ပြီးတယ်လို့ရှင်းလင်းမိန်ကြားတော်မူပါတယ်